အားလုံးပဲမင်္ဂလာပါဒီနေ့ပြသပေးမှာတော့ခါကြောတိမခွက်ကြောပောင်ကြောတောက်တဲ့နေသူတွေအလွယ်ကူဆုံးနဲ့အထီးရောက်ဆုံးသက်သက်ဖြစ်လျှောစေမယ်ယောဂကျင့်စဉ်တွေကိုပြသပေးမှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့လိုက်ပါလေးချင်းကြည့်အောင်ဟောပြီးပြင်အကြံဒူကောင်းနှချောင်းလုံးထောင်းထားမယ်ဒူကောင်းနှချောင်းလုံးညာဘက်ချမ်းလေးကိုရိန်လိုက်မယ်အဲ့ဒီတိုင်းလေးလူကတော့လှဲလိုက်မယ်နော်အရှိလက်ကအရှိသထောင်စက်ကဆန့်ထုတ်ပြီးတော့တွန်းမယ်သူ့ကိုဆက်ဆက်ကန်တိုင်မိမယ် အသက်ကိုမောင်းထောင်တဲ့အသက်ကိုပုံမှန်ရှိသွင်းရှိထိုးလုပ်နိုင်မယ်။ဟောပြီးပြင်ပြန်လျှော့မယ်။အရှိကိုအနောက်ခြေထောက်ကိုတစ်ဖြောက်တည်းဆန်ထုတ်လိုက်မယ်။အရှိဒူကိုတောင်းမှန်ကြောင်းထားမယ်နော်။အရှိခြေထောက်ကိုအရိဒန်လေးပဲဆွမ်းနာလိုပဲထက်လှဲမယ်။ညာဘက်တောင်စစ်ကအကုံဆန်းထုတ်မယ်နော်။လူပေါင်းတွန်းမယ်။ဟောပြီးသူ့ကိုလည်းဆက်စကန်ထည့်ပေးမယ်။ပြေးပြီးဆိုရင် ဖြေးပြီးချင်းရှောင်းမယ်။ပြန်ခြေထောက်လေးကိုအတွင်းရောက်ကိုွေးလိုက်မယ်။ ဟုတ်ပြီပင်ဒူးဖို့လက်တင်မယ်မနိုင်တဲ့လူပါကြံပြင်မှာလက်လေးထောက်ပြီးလေလုံလို့ရရနော်တရောင်စစ်နှစ်ခုလုံးစန့်ထုတ်ပြီးတော့ကော့လိုက်မယ်ကော့ကော့ကော့အတိုင်းလေးပြင်းပြင်းလေးကော့ပြီးမယ်ဆက်စကန်ထင်ပြီးမယ်အသက်ကိုမောက်ထောင်းတဲ့အသက်ကိုပုံမှန်ရှူသွင်းရှူထုတ်လို့နေမယ်ဟုတ်ပြီပင်လက်ထောက်ပြီးတော့ပြန်ဆွဲတင်ပြီးကော့မယ်နိုင်တဲ့လူကနှမျိုးစလုံးလုံလို့ရပါတယ်မနိုင်တဲ့လူကလက်လေးထောက်ပြီးပဲကော့မယ်နော်အနောက်ခြေထောက်ကိုတော့တစ်ဖြောက်တည်းဆန်းလာမယ်ခြေထောက်ကြီးလိမ်နေပုံလိမ်ပြီးတော့မနေနဲ့နော် ဟောပြီးပြန်ရှောက်မယ်ပြီးရင်ဘက်ပြောင်းမယ်ပြန်ထောင်းပြီးရေလံယုံမယ်ဟောပြီးပြီးရင်ဘဲချီပေါ်ပဲလက်တင်မယ်ညာလက်ကအနောက်ကင်ထားမယ်အရှိလက်ကတွန်းမယ်ခန္ဓာကိုယ်ကြီးပေါအောင်တွန်းအနောက်ကိုခန္ဓာကိုယ်ကြီးမတောက်ထားနဲ့အလိုက်တင်လေးရှော့ပြီးမယ်သူ့ဆက်စကန်ထင်ပြီးတော့ဟောပြီးပြန်ရှောက်မယ်ပင်အနောက်ချက်ထောက်ကိုတစ်ဖြောက်တည်းဆန်းထုတ်လိုက်မယ်ပေါင်လုံးကိုကြောက်အောင်ချဟောပြီ ပြီးရင်နောက်တစ်ခေါက်ထပ်တွန်းမယ်အနောက်ကိုတွန်းလာတွန်းလာပြင်းပြင်းတွန်းမယ်ဆက်စကန်ထည့်ပေးမယ်နော်လူပေါင်းတွန်းတော့ဟောပြီးပြေးပြီးဆိုရင်ပြေးပြီးချင်းပြန်ရှောင်းမယ်ဟောပြီးပြီးရင်ရှေးဒူးစီကိုွေးမယ်ဒူးဘောလက်တင်ပြီးကော့တင်မယ်ဆက်စကန်ထည့်မယ်အသက်ကိုမောင်းထားလဲ ဟောပြီရှာမယ်ပြီးရင်လက်ထောက်ကော့တင်မယ်ဆက်စကန်ထိမိမယ်နော်ပြေးပြီဆိုရင်ဖြေးပြီးချင်းပြန်ရှာမယ်ဖြေးပြီးချင်းပြန်ရှာမယ်ဟောပြီအရှိကိုပြန်လာလိုက်မယ်အားလုံးပဲလက်ပတ်လေးချင်းကြည့်ပါလိုရီပါကျေးဇူးတင်ပါတယ်ကိုစိနေပြာကြမ်းမှချမ်းသာကြပါစေတတ်တာ